ဖြတ်ခင်ကျေးဇူးလို့ချင်ဝင်ပါတယ်အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့လေကျွန်တော်တို့မျောလင့်သောအရာကိုမျက်မှောက်ပြုခြင်း episode 9ပေါ့နော်ဒီလိုကဆင်ခြင်မှုတို့ဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ဒီသခင်ရှုနဲ့တွေ့တဲ့တက်မှုပေါ့နော်ဆိုတော့ဒါယောမတက်မှုပေါ့ဒါဒီယူရပြည်မှာလာပြီးတော့မှတောင်ထမ်းဆောင်ရတဲ့ယောမတက်မှုရန်အိုးဘွေရာ ူမျှော်လင့်ပြီးမျက်မှောက်ပြုရည်ရာเนาะဒါလေးကိုကျွန်တော်တို့အတူတူကဆင်ကျင်ဖို့အတွက်ဖြစ်ပါတယ်ဒီအကြောင်းအရာလေးပေါ့เนาะဆိုတော့ကပီရူနောင်မြို့ကိုသခင်ရှုကြွလာတဲ့အခါမှာဆိုတော့အဲ့လိုကြွလာတော့သူကနှစ်နေရာမှာတွေ့ရတယ်မတ်သဲရှမတဲ့ခရုဝင်ခန်းကြီးရှင့်မှာတခုရှင်လုကာအာခရုဝင်ခန်းကြီးခုနှစ်ပေါ့အဲ့ဒီမှာဆိုတော့ အာကြိုးပြထားတဲ့ပုံစံလေးတွေကတော့မတူဒါပေမဲ့ကျွန်တော်ဆက်ဆက်ကြည့်တော့အဲ့လိုဖြစ်နိုင်မေးလို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့လိုအာဒီလိုဒီတက်မှုကအာဒီကျူးလူမျိုးတွေအတွက်ကောင်းကျိုးပြုတဲ့သူဖြစ်နေတယ်ဒါကြတော့ဘာမှပါလဲဆိုတော့ခုနလူကအခင်းကြီးခုနှစ်ထဲမှာတွေ့ရတယ်ကျူးလူမျိုးတွေအတွက်ကိုသူကကောင်းကျိုးပြုတဲ့သူဖြစ်တယ်ပြမတရားရက် တီကိုဆောက်တဲ့အခါမှာသူကိုယ်တိုင်အောင်ဆောက်ပေးတာဆိုတော့ဒါကဟိုအရင်ကောင်းတယ်လေနော်ဆိုတော့ဒီယောမအာနာပိုင်နေနေကိုကိုယ်တိုင်ကဆောက်ပြီးတယ်ဆိုတော့အဲ့ဒီနေရာဒေသမှာသူတို့လွတ်လွတ်လပ်လပ်ဒီကျန်းစာလိလာလို့ရတာပေါ့နော်ကျန်းစာကိုလိလာလို့ရအောင်လို့ပြင်ဆင်ထားပေးတယ်ဖြစ်တယ်ဆိုတော့တွေ့ရအဲ့တော့တရက်ကြတော့သူကဘာလုပ်လဲဆိုလို့ရှိရင်အကူညီတော့တောင်းတာဘသူ့ကိုအကူညီတောင်းဖို့အတွက်ဖြစ်လာလဲဆိုတော့ သခင်ရှုအကူအညီတောင်းတာဘာဖြစ်လို့လဲသခင်ရှုရဲ့တည်င်းတော်ကိုကြားတဲ့အတွက်ကြောင့်မလို့အကူအညီတောင်းနေရတာအကူအညီတောင်းရတဲ့အကြောင်းရင်းကသူကသူ့ရဲ့လက်အောက်ငယ်သားသူ့ကျုံသူ့တက်သားလေးလေးဖြစ်မယ်ဆိုတော့ဘာဖြစ်လဲဆိုလို့ရှိရင်အာနေမကောင်းဖြစ်တာနေမကောင်းဟာရိုးရိုးနေမကောင်းဖြစ်တာမဟုတ်သူလက်ချေသေးတယ်တကောင်ကရှမတဲ့ခရုဝင်ခန်းကြီးရှစ်အငယ် 6မှာဒီเจ้าရာတွေသခင်ကျွန်တော်ဤငေသားတယောက်ဒီလက်ချီတည်သည်အနာနှင့်ပြင်းစွာခံရ၍အိမ်တွင်တုံးလုံးနေပါသည်ဟုတောင်းပန်လေဆိုလီဖြတ်တာပေါ့ဗျာဒီခေတ်နဲ့ပြောရမယ်ဆိုလို့ရှိရင်လက်ချီတည်တယ်လီဖြတ်သွားတယ်အဲ့လိုလက်ချီတည်ပြီးတော့မှလီဖြတ်သွားတဲ့သူကိုဆိုတော့ဒီလူကခုနှစ်သေးမှာကြတော့သူဘသူ့ကိုသွားတွေ့ပြီးပြောတာလေဆိုတဲ့အရာလေးကို အရင်ဦးဆုံးပေါ့နော်ဒါ तू ကလည်းဒီအရာရှိကိုတက်မှုဆိုတော့အရာရှိတယောက်လည်းဖြစ်နေတာဖြစ်နေတော့ तू ကဘာလုပ်လဲဆိုလို့ရှိရင်အာအငယ်၃မှာလူကာခုနှစ်အငယ်၃မှာယေရှုရဲ့တည်နှောကိုကြားလေယူဒအမျိုးအကြီးကဲတို့အထံတော်တို့ဆီလို့တဲ့ဖြင့်ကိုယ်တော်ဒီကြွ၍ထိုးကျုံကိုချမ်းသာပေးတော်မူမည်အကြောင်းတောင်းပန်လေ တော့သူကပန်းနဲ့တယ်ယူရလူမျိုးတွေထဲမှာမှ လူကြီးတွေဘာလို့ဒီတရားစရက်တွေကိုဘာသာရေးကောင်းဆောင်နေလဲဖြစ်မယ်ဆိုတော့ဂျူးတွေကဒီဘာသာရေးနဲ့သူတို့ရဲ့နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ဥပဒေတခုလေးပဲဆိုတော့ဘာသာရေးမှာအုတ်ချုပ်နေတဲ့သူတွေကပဲဒီမျိုးတွေရက်ွက်တွေမှာသူတို့ရဲ့ပြန်ပြီးတော့မှကြီးကြပ်ပေးနေရတော့ဒါကြောင့်သူကဘာဘာနဲ့နဲ့နဲ့ပဲ ဆိုကျွန်တော်တို့ပြောပြီးပါတော့တခုလေလို့လည်းထင်ကောင်းထင်မယ်တခင်ယေရှုနဲ့ဒီဘာသာရေးကောင်းဆောင်လို့ ਨੇ ရတခုလေပဲလို့သူကထင်နေအတွက်ကြောင့်မလို့ဘာလို့လဲဆိုတော့ဒီယူရလူလူကြီးကိုသွားပြီးတော့မှပြောပြောခိုင်းကျွန်တော်တို့ဒါလေးပြောပြီးပါကျွန်တော်ရဲ့ငယ်သားကျွန်တော်ရဲ့ကျွန်ကနေမကောင်းဖြစ်နေပါလေဆိုလေအရာလေးပြောတော့ကျွန်တော်ကသူကဟိုအဲ့ဒီယူဒလူတွေကလည်းသွားပြီးတော့မှပြောတဲ့အခါမှာ ဒါကကျွန်တော်ကြီးစုပြုတ်ပြုတ်ပြီးရမယ်သူဖြစ်တယ်သူတခင်ရှုတော့ပြီးနားချတာပေါ့လေနားချတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တရားစက်တွေကိုစောက်ပြီးတဲ့သူဖြစ်တယ်လို့ပြောတဲ့အခါမှာအသခင်ရှုကလိုက်လာတာဆိုတော့ဒီဘက်ရှင်မတဲ့ဘက်မှာပြောထားတာကြတော့သူကိုယ်တိုင်တော့ပြောတယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်။ဟောအဲ့ဒါနဲ့ဒီမှာဆက်ဆက်ကြည့်တဲ့အခါမှာအငယ်6မှာဒါရှင်လူကာ ခရစ်ဝင်ခန်းကြီးခုနှစ်ငယ်6မှာယေရှုသည်သူတို့နှင့်အတူကြွရတော်မူ၏တက်မှုအိမ်နှင့်မနီမွေရောက်တော်မူသောအခါတက်မှုသည်မိမိအွေတို့ကိုဆင်လို့၏အဲအဲ့ဒါဆိုတော့ဒါကတဘောကအဲ့ဒီတည်င်းကိုသခင်ယေရှုကယူရလူနေနဲ့တူလာပြီဆိုတဲ့တည်င်းကိုကြားတော့မှတက်မှုကသူ့ရဲ့မိတ်ဆွေတွေနဲ့တူတူထွက်လာပြီးတော့ပြောရရဖြစ်နေတယ် ဒါမှတ်တဲ့ခုနှစ်မှာကျွန်တော်မှတ်တဲ့ခုနှစ်က sorry မှတ်တဲ့ရှစ်ကဒီဥစ္စာကိုကျွန်တော်အခြေခံပြီးတော့ပြောချင်တာဖြစ်တဲ့အတွက်ဒါလေးကိုကျွန်တော်ရှင်းပြတာပေါ့နော်အဲ့တော့ပြောတဲ့အခါမှာသခင်ရှုကလိုက်လာလိုက်လာတော့အဲ့မှာ तू ကသွားပြောတဲ့အရာဒါခုန6ကလည်းပြောပြီးပြီအာနေတယ်လက်ချီတီရဲ့အနာနဲ့ပြင်းစွာခံရပြီးအိမ်တွင်တုံးလုံးနေပါသည်ဟုတောင်းပန်လေဆိုတော့ ဒီတက်မှုရဲ့နှလုံးသားကိုလည်းတွေ့ရတယ်ဒီလူကဒဲမှာဆိုလို့ရှိရင်တော့သူ့ငယ်သားကိုသူချစ်တယ်လို့ပြောတယ်ဆိုတော့အဲ့ခေတ်တုန်းကဂျွန်နေရအများကြီးရှိပါတယ်ဒါပေမဲ့ तू ကဒီဂျွန်ရဲ့ဖြစ်နေတဲ့အရာလက်ချီသိနေတဲ့ဂျွန်တယောက်ကိုဘာလို့ပြီးလဲဆိုတော့အာစာနာတယ် तू စီးလဲကုပေးနိုင်တယ်နော်ပြီးတော့မှဒီသခင်ရွှေသတင်းကိုကြားတဲ့အခါမှာ तू ကသွားပြီးတော့မှဟိုနေကောင်းဖို့အတွက် တောင်းဆိုပေးတယ်ဆိုတော့ဒီတက်မှုရဲ့နှလုံးသားတကယ်ပဲအာကောင်းတဲ့နှလုံးသားဖြစ်တယ်ဆိုတော့တွေ့ရတယ်။အဲ့တော့သူကဘာမျှော်လင့်ထားလဲ။သူဘာမျက်မှောက်ပြုထားလဲဆိုတော့အဲ့ဒါအဲ့ဒါလေးအဲ့ဒီအရာလေးကိုဒီနေ့ focus လုပ်လုပ်လုပ်ချင်တာကျွန်တော်ကဆိုတော့ဘာလဲဆိုတော့မတ်သေးခန်းကြီးရှစ်ငွေခုနှစ်မှာယေရှုကလည်းငါလာ၍ချမ်းသာပြီးမြို့မိန်တော်မူလျင်တက်မှုက သခင်ကျွန်တော်ဤအိမ်မိုးအောက်သို့ကြွဝင်တော်မူခြင်းကျေးဇူးတော်ကိုကျွန်တော်မခံထိုက်ပါအမိန်တော်တခွန်းရှိလင်ကျွန်တော်ဤငယ်သားသည်ချမ်းသာရပါလိမ့်မည်ဟာအဲ့ဒီအဲ့ဒီအဲ့ဒီမျောလိမ့်မည်မျက်မှောက်ပြုရရာဟုတ်သူသူကသခင်တကူးတကဤလာပြီးတော့မှသူ့အိမ်မှာလာပြီးတော့မှချမ်းသာပြီးမဲ့အရာ နီကောင်နီကောင်စီအဒီလူပြောတဲ့ဥစ္စာဒါတည်းကလည်းအရှိမအများကြီးကြောက်ဘူး။ तू အဲ့လိုတိမမျောလင့်ထားအောင်။ तू ဖះပုံမှာထားတဲ့စိတ်ချထားတဲ့အရာယုံတဲ့အရာအဲ့ဖះပုံမှာ तू ဟိုအရန်ပုံအပ်ထားတယ်ဆိုတာကြီးကိုဒီဒီတက်မှုရဲ့ပြောတဲ့စကားမင်းရတယ်။ဟာကိုဘလို့အဲ့လိုတိလိုက်လာရတာလေ။အိုးကျွန်တော်အဲ့လိုတော့မထင်ပါဘူး။ ျွန်တော်အိမ်လေးကိုဝင်ဖို့တော့တကယ်တော့မထိုက်တန်ပါဘူး။သူတပါးမျိုးသားလေးဂျူးတွေကအရင်အဆင့်တန်းခွဲခြားပြီးနေတယ်။သူများအိမ်မှာမဝင်ဘူး။သူများစားတဲ့အစားအစာမျိုးမစားဘူး။စားလို့လည်းမရဘူး။ဘာလို့လဲဆိုဒီဂျူးတွေတက်မှတ်ထားတဲ့အစားအစာတွေကတီးတန်လေးတွေဖြစ်နေတာ။ခွာမကွဲစမျိုးမပြောင်းတဲ့အရာစားလို့မရ။ဒီတက်မိုးကတကယ်ဟိုနည်းလေအာအီတလီပေါ့အီတလီတက်မိုးဆိုတော့သူကအကုံစားတာဆိုတော့ဆိုတော့သူကတိတယ်။အာဒီဘာသာရေးကောင်းဆောင်ကြီးကငါအိမ်ကိုလိုက်လာတယ် အမဖြစ်ပါဘူးသူအရင်အားနာတဲ့ပုံစံဖြစ်တယ်ပြီးတော့တစ်ဖက်မှာသခင်ပြောက်ယုံကြည်စိတ်ချကူးစားတဲ့အရာကြတော့အယံအောင်စရာဖြစ်တယ်ဆိုတာတွေ့ရတယ်တခုနာစကားပဲဆိုတော့အမိန်တော်တခွန်းရှိရင်ကျွန်တော်ဤငေသားသည်ချမ်းသာရပါလိမ့်မည်ဆိုတော့ तू ကသူ့စိတ်ထဲမှာမျှော်လင့်မိမျက်မှောက်ပြုတဲ့အရာလေးတခုသူထပ်ပြီးတော့မှပြောပြတယ် ဒါငယ်ကိုးမှာဥမာကကျွန်တော်ဒီမင်းအောက်၌ကျွန်ခံတော်သူဖြစ်တော်လေစစ်တရေများကိုအုပ်ဆိုး၍တဦးကိုတွားကြည့်ဦးဆိုရင်တွားပါ၏တဦးကိုလာခဲ့ဦးဆိုရင်လာပါ၏ကျွန်ကိုယ်လည်းဤမှုကိုလှုပ်တော့ဟုဆိုရင်လှုပ်ပါ၏ဟုတက်မှုလျှောက်လေ so तू อ่ะအရင်မြင်တတ်တယ်ပြုံးမအသက်တာထဲမှာ သူချိန်ထိုးပြီးပြောပြတာကျွန်တော်ကအရာရှိတယောက်ပါဘယင်ရဲ့အောက်မှာကျွန်တော်ကကျွန်တယောက်ပါပဲအစီခံတယောက်ပါဒါပေမဲ့ကျွန်တော်ကယာတူးလေးနည်းနည်းရှိတော့ကျွန်တော်စစ်သားတွေကိုသွားဆိုသွားရတယ်သူလာဆိုလာရတယ်ပြောချင်တာအမိန်အဲ့ဒီအမိန်ကိုနာခံရတယ်အောက်ကလူတွေကကျွန်တော်ကကျွန်ရှိတယ်ကျွန်လည်းဒါလောက်ပါဆိုလို့ရှိရင်လောက်ရတယ်ပြီးတော့ဂျူးတွေစီမှာ ဲ့လိုနေမကောင်းဖျားနာပြီဆိုရင်အဲ့ဒါဘာဖြစ်တာလဲဆိုလို့ရှိရင်ဒါအပြစ်ရှိလို့ခံရတယ်လို့သူတို့ယုံတာတော့ဒီဂျူးတွေကလည်းဒီလိုပြောတာဖြစ်နေဒါတက်တာအပြစ်ရှိလို့အပြစ်လွတ်နိုင်တဲ့သူရှိမှရမယ်ဆိုတော့ဒါကိုအခြေခံတာလည်းကြတော့ဆိုတော့အဲ့ဒါကြောင့်လေကုလိုတဲ့ကုလိုစကားလေးတခွန်းပဲပြောလိုက်ရင်ရပြီလေဆိုတော့ကြည်စံဒီတက်မှုရဲ့ မျော်လင့်ပြီးမျက်မှောက်ပြုတ်ရရာတကျူးမဟုတ်ဘူးတကယ်တဘာမျိုးသားဖြစ်နေတယ်ဆိုဒီဖြစ်ချက်မှာဆိုတဘာမျိုးသားမို့လို့ပြီးတော့မှဂျူးဘာသာဝင်မဟုတ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုယုံကြည်သက်ဝင်နေသူမဖြစ်မှာဆိုတဲ့အတွက်ကြောင့်မို့လို့ဖះကကိုယ်တိုင်လိုက်လာပြီးတော့မှအနာရောဂါငြိမ်းဖို့အတွက် ပြင်ဆင်တဲ့ဖခင်ရဲ့အကြံဖခင်သခင်ရဲ့လှုပ်ဆောင်တဲ့လမ်းစဉ်ကိုမဒီဘက်မှာရှိနေတဲ့တပားအမျိုးသားရဲ့မျှော်လင့်ပြီးမျက်မှောက်ပြုတဲ့အရာတနည်းအားဖြင့်ဖခင်အပေါ်မှာစိတ်ချယုံကြည်ကိုးစားတဲ့အရာပူပြီးကြီးမားနေတယ်ဆိုတာတွေ့ရတယ်။အဲ့ကဘာဖြစ်လဲဆိုတော့ဖခင်ကအံ့ဩသွားတယ်။တော့ငယ်တစ်ဆင်းမှာ ထိုစကားကိုယေရှုသည်ကြားလျင်အအိုးခြင်းရှိ၍ငါအမှန်ကန်ဆိုသည်ကားဤမြှောက်တော်ယုံကြည်ခြင်းကိုဣတိလအမျိုး၌ပင်ငါမတွေ့ဘူးသည်ဆိုတော့သခင်ပြားတော်မှာလက်လံသွားဆိုကျွန်တော်အသက်တာထဲမှာလဲဒါမျိုးဒါမျိုးယုံကြည်ခြင်းမျိုးလက်ကမျောလင့်မယ် ဆိုဖះပေါ်မှာလုံးဝစိတ်ချယုံကြည်ပြီးတော့မှဒီတက်မှုပေါ့လေတက်မှုလိုမျိုးယုံကြည်ခြင်းဆိုတာဆိုတော့တဘောကစကားလေးတခုပြောလိုက်တာနေနဲ့ဒါသူ့ရဲ့ငေသားအနာရောကငြိမ်းသွားမယ်ဆိုတော့ယုံကြည်ခြင်းမျိုးကျွန်တော်တို့အသက်တာထဲမှာလေဖះသခင်ဘာမဆိုလှုပ်ပေးလို့ရတယ် လုံးဝဘုရားသခင်ပုံအပ်ထားမယ်ဆိုရယုံကြည်ခြင်းမျိုးဘုရားသခင်အရင်ကျင့်နေစီတယ်ဘုရားသခင်အရင်ဒီမှုရပေါ်မှာကြိုက်တယ်ဆိုရယဥစ္စာကိုဒီအဖြစ်ပြက်မှာကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်ဘုရားသခင်ကိုကျင့်နဲ့နှစ်သက်စီခြင်းနေဆိုလို့ရှိရင်ဘုရားရဲ့နှုတ်ကပတ်တော်တမန်တရားနဲ့ဘုရားရဲ့ဂတိစကားကိုကျွန်တော်တို့ကတွေ့တော်ခြင်းမရှိဘဲနဲ့လုံးဝစိတ်ချယုံကြည်မှုတွေ့လိုအပ်တယ်ဆိုတာကိုကျွန်တော်အဲ့ဒါလေးဆင်ခြင်မိတယ် ဖះလုတ်ပြီးမဲ့ plan တော်မှချိန်ဟောရတယ်။ तू အိမ်တန်ရရောက်လာလုတ်ပြီးမဲ့အရာတော်မှချိန်သွားပြီးတော့မှဘာပြောလဲဆိုလို့ရှိရင်ငွေ73မှာကြတော့တက်မူအားတင်သွားလို့ယုံကြည်သည်နှင့်အညီတင်၌ဖြစ်စီဟုမိန်တော်မူ၏။ထိုကနချင်းတွင်သူ၏ငယ်သားသည်အနာရောဂါကင်း၍တက်တာချင်းသို့ရောက်လေ။ကျွန်တော်တို့ကဖះသခင်ကိုအံ့ဩစီလောက်တဲ့ ယုံကြည်ခြင်းဆိုတော့ဘုရားသခင်ကကျွန်တော်တို့ဒီလောက်ထိလှုပ်ပေးနိုင်ပါတယ်ဆိုတော့စိတ်ချယုံကြည်တယ်ဆိုလို့ရှိရင်ဘုရားသခင်ကလှုပ်ပြီးတယ်ဗျာဆိုတော့သူ့ရဲ့ပထမအကြံဦးတော်သူ့ရဲ့အစီအစဉ်ဦးတော်ဖြတ်ပြီးတော့မှဒီလူရဲ့ယုံကြည်ခြင်းကိုဖြည့်ဆည်းပေးလိုက်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဘုရားသခင်တခါလေးအဲ့လိုလှုပ်တတ်တယ်ဆိုတော့ကျွန်တော်တို့မျှော်လင့်ပြီးမျက်မှောက်ပြုတယ်ရာ ကျွန်တော်ဖျားသခင်ကိုယုံပြီးတော့မှစိတ်ချတဲ့အရာကတကယ်နှုတ်ဘက်တော်နဲ့ညီတယ်။တမာတရားတိုင်းလည်းဖြစ်တယ်ဆိုလို့ရှိရင်ဖျားသခင်ဒီကျွန်တော်တို့ကို judge promotion လို့ခေါ်မှာဒီလိုပြင်ဆင်ပေးတယ်ဆိုတာကိုတွေ့ရတယ်။ဖျားသခင်ဖျားတခုထပ်ပြောတယ်ဆိုတာတွေ့ရတယ်။ဒါကတော့ငယ်၁၁မှာဒါတော့သခင်ဖျားကခုနအာ ဒူးလူမျိုးတွေကမှတော့ဒါမျိုးယုံကြည်ခြင်းမတွေ့ဘူးဆိုပြီးသူထပ်ပြောတဲ့စကားငါဆိုပြန်ဒီကလူများတို့ဒီအရှိရဲ့အနောက်ရက်မှလာ၍ကောင်းကင်နိုင်ငံတော်၌အာဗြဟံဣဇက်ယာကုပ်တို့နှင့်တကွလျှောင်းရကြလက်ကက်လက်တန့်နိုင်ငံတော်သားတို့ဒီလေငိုကြွေးခြင်းအံ့သွားခဲကြိတ်ခြင်းရှိရာပြင်ရက်မှောင်မိုက်သေးတို့နှင်ချခြင်းကိုခံရလက်တန့်ဟုနောက်တော်တို့လိုက်တော်သူတို့အား မိန်တော်မူပြီးမှခုနတမှုကိုမင်းယုံကြည်တဲ့အတိုင်းမင်းငယ်သာကျမပြီဆိုပြီးတော့မှပြောလိုက်တာတဘောကနောင်တစ်ချိန်မှာဂျူးမဟုတ်တဲ့လူတွေကအာဗြဟံဣဇက်ယာကုပ်ဆိုတာတကယ်တော့ဂျူးရဲ့ညိုးနယ်ဆွေးရဲ့ဘိုးတော်ကြီးဘိုးဘေးကြီးတွေသူတို့နဲ့အတူတူဝင်လျောင်းရမှာနော်ကောင်းငင်နိုင်ငံတော်အဲ့ဒီနိုင်ငံတော်သားဆိုတာတကယ်တော့ ဂျူးတွေကိုပြန်ပြောတာဂျူးတွေကတော့ငိုကြွေးခြင်းအံ့သွားခဲကြိတ်ခြင်းမှာတန်ခံရမယ်ဆိုတော့တဘောကအဲ့ဒီတဘာအမျိုးသားတွေရဲ့ယုံကြည်ခြင်းကပို့ပြီးတော့မှနှက်ဆိုင်လာတယ်ဒါလေးဖက်လိုက်တဲ့အခါမှာကျွန်တော်အယမ်းကျေနပ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တဘာမျိုးသားလေတခင်ဖျားလက်ဝါးကားတိုင်းမှာအသိခံတော့ကျွန်တော်မမြင်ရဘူးတခင်ဖျားကရှင်ပြန်ထမြောက်တယ်ဆိုတာလေ ကျွန်တော်လက်တွေ့မကြုံရဘူးဒါပေမဲ့ဒီနှုတ်ကပတ်တော်တမန်ကျမ်းစာပြောတာကျွန်တော်ဖတ်ရတယ်ကျွန်တော်အင်္ဂလိပ်ပြောတာကျွန်တော်ကြားရတယ်အဲ့ဒီအရာမှတင်ကျွန်တော်ယုံတယ်အဲ့ဒီယုံကြည်ခြင်းကမင်္ဂလာရှိတယ်အဲ့ဒီလိုယုံလို့ရှိရင်မင်းကအပင်ငရေသွားရတာမဟုတ်ဘူးမင်းကထာဝရအသက်ရမယ်အဲ့ဒါကိုယုံလားယုံတယ် အဲ့ဒါကိုကျွန်တော်တို့ကယုံပြီးမျှော်လင့်တယ်မျက်မှောက်ပြုပြီးလို့ရှိရင်သခင်ယေရှုကငါတို့နေရာအခန်းကောင်းကင်မှာအများကြီးပြင်ဆင်ထားတယ်ကျွန်တော်အဲ့ဒါကိုမျှော်လင့်ပြီးမျက်မှောက်ပြုတယ်ငါသေသွားလို့ရှိရင်အဲ့ဒီကောင်းကင်နိုင်ငံမှာငါထာဝရအသက်ရှင်ရမှာပြီးတော့မှ rupture ဆိုတဲ့ခြေဆောင်ချင်းလာမှာသခင်ဘုရားကကျွန်တော်တို့ကိုလာပြီးတော့မှ တင်းဆဲမယ်ချီဆောင်လို့ရှိရင်ခန္ဓာကိုယ်ပြောင်းလို့မှကောင်းကင်နိုင်ငံတော်တက်သွားရမယ်ကျန်းစာထဲမှာပြောထားတယ်နှုတ်ကပတ်တော်ကပြောထားတယ်ကျွန်တော်တို့အဲ့ဒါမျှော်လင့်ပြီးတော့မျက်မှောက်ပြုတယ်ယုံတယ်တော့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကမင်္ဂလာရှိတယ်ကျွန်တော်မျှော်လင့်ပြီးမျက်မှောက်ပြုတဲ့နေရာကြီးကမင်္ဂလာဒါကြောင့်ကျွန်တော်တို့ဒီ အဲ့ဒီယုံကြည်ခြင်းကြောင့်အဲ့ဒီမျောလင့်ပြီးမျက်မှောက်ပြုတ်တဲ့အရာကြောင့်တကယ်ယုံကြည်ခြင်းရဲ့ဖခင်ဖြစ်တဲ့အာဗရန်ဣဇက်ယာကုပ်တို့နဲ့အတူတူဝင်စားရမှာအမင်းဆောဒါကိုကျွန်တော်တို့မျောလင့်ပြီးမျက်မှောက်ပြုတ်တယ်။သူကျမ်းစာထဲမှာဒီတပါအမျိုးသားတက်မှုဖယားသခင်ချီးမွမ်းထားတယ်လို့ဒီနေ့တဲ့ရဲ့ယုံကြည်ခြင်းနဲ့တဲ့ရဲ့မျောလင့်ပြီးမျက်မှောက်ပြုတ်တဲ့အရာဖြတ်ခင်ချီးမွမ်းတဲ့သူဖြစ်ဖို့အတွက်ကျွန်တော်လောကမှာအသက်ရှင်မှုလိုအပ်ပါတယ် ကျန်းစာထဲမှာပြောထားတဲ့အရာတွေအကုန်လုံးကတခါကြီးကြောက်လို့ရှိရင်ကျွန်တော်အုံနှောင်းနဲ့လိုက်မိခြင်းမှာလိုက်မိတယ်ကျွန်တော်တို့စဉ်းစားတွေးခေါ်တဲ့အရာတွေနဲ့အံဝင်ဝင်ကြဖြစ်ခြင်းမှာဖြစ်မယ်တိတ်ပန်နီးကြလက်တွေ့ကြကြတိုင်းတာလိုက်တဲ့အခါမှာစံချိန်မမီဘူးလို့ထင်မှတ်ကောင်းထမှတ်ရတဲ့အရာတွေရှိလိမ့်မယ်ဒါပေမဲ့ဖျားရဲ့နှုတ်ကပတ်တော်အပေါ်မှာသင်မျှော်လင့်ပြီးမျက်မှောက်ပြုတ်ရဆိုလို့ရှိရင် အချိန်တန်ကြလို့ရှိရင်ထိုးရသည် တကယ်ဘုရားခင်တက်တည်ထူလာပြီးတော့မှကျွန်တော်တို့အသက်တာထဲမှာတကယ်ပဲထင်ရှားလာမယ်ဆိုတော့တွေ့ရပါတယ်။ဒါကြောင့်ကျွန်တော်တို့အသက်တာထဲမှာဘုရားကိုအံ့ဩစေလောက်တဲ့ယုံကြည်ခြင်းဘုရားပြောတဲ့စကားထက်တာလွန်ပြီးဘုရားကိုယုံကြည်တဲ့ယုံကြည်ခြင်းမျိုးမျှော်လင့်ပြီးမျက်မှောက်ပြုမယ်ဆိုလို့ရှိရင်ဘုရားသခင်ရဲ့ဘုန်းထင်ရှားတဲ့အသက်တာဖြစ်လာမယ်ဆိုတဲ့အရာလေးကိုကျွန်တော်ဝင်ငှားကြပါတယ်။အားလုံးပေါ်မှာဘုရားခင်တာဝန်ကောင်းချီးပေးပါစေ။